ခွန်နယ်လာပိုင်းတလလုံးငွေဝင်ချမ်းစီပြီးတော့ကံကောင်းစီမဲ့အစွမ်းထက်ရည်ရည်လေးတစ်ခုကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဆရာအခုဆိုရင်ခွန်နယ်လာပိုင်းကို ရောက်ရှိလို့လာပါပြီ။အခုရောက်နေတဲ့ခွန်နယ်လာပိုင်းမှာငွေဝင်ချမ်းနေတဲ့ငွေဝင်နေတဲ့အယောင်းဝယ်တွေကောင်းနေတဲ့စီဝါရေးတွေတိုးတက်အောင်မြင်နေတဲ့အလုတ်ကင်တွေအဆင်ပြေနေတဲ့ ထီတွေချဲတွေပေါက်ခြင်းနဲ့ငွေရင်းချင်းအခက်ခဲတွေပြည်လဲခြင်းနဲ့အကျွေးတွေကြည်ခြင်းနဲ့အကျွေးတွေပြန်ရခြင်းနဲ့ငွေရင်းချင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်တိုးတက်ခြင်းနဲ့ဆိုရင်ဆရာအခုပြောပြသွားမယ်ခုနလပိုင်းတစ်လလုံးငွေဝင်ကျန်းစီပြီးတော့ကံကောင်းစီမဲ့ရတရားကိုယုံယုံကြည်ကြည်နဲ့သာလုပ်ပါကုသိုလ်စိတ်တွေတရားစိတ်တွေထားပြီးတော့မှလုပ်ပါဆရာအခုပြောပြသွားမယ့်ယရိယာကိုပြုလုပ်ပြီးပြီဆိုတာနဲ့ခုနလပိုင်းတက်လာလို့ ငွေဝင်ကျန်းစေရမယ်ငွေဝင်လာစေရမယ်ငွေကြေးခက်ခဲတွေပြည်လည်စေရမယ်ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေအောင်မြင်တိုးတက်စေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ဒီခုနလပိုင်းတစ်လလုံးငွေဝင်ကျန်းစေပြီးတော့ကံကောင်းစေမယ်ရည်ရွယ်ကိုဘယ်လိုပြုလုပ်ရမလဲဆိုတာကိုဆရာတေးချလေးရှင်းပြပေးပါမယ်ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ထိကြည့်ပေးပါဒါမှဆရာပြောတဲ့စောင်းရံရှောင်းရံတွေကိုလည်းသိရမှာဖြစ်ပါတယ်ခொနည်းရသားသမီးအားလုံးကျမ်းမာချမ်းသာကြပါစေအခုပြပြသွားမယ့်ယတရားလေးကို အခုရောက်နေတဲ့9လပိုင်းကနေစပြီးတော့9လပိုင်းတလလုံးငွေဝင်ကျန်းကျင်တဲ့သူတွေထီချဲပေါက်ကျင်တဲ့သူတွေအယောင်းဝယ်ကောင်းကျင်တဲ့သူတွေဈေးရောင်းကောင်းကျင်တဲ့သူတွေအွန်လိုင်းရှော့ပန်ရောင်းကောင်းကျင်တဲ့သူတွေအကျွေးကျင်တဲ့သူတွေအကျွေးပြန်ရကျင်တဲ့သူတွေကံမြင့်ကံတက်ကျင်တဲ့သူတွေလက်ပွေလက်ရွှင်ကျင်တဲ့သူတွေငွေချေးခက်ခဲတွေအားလုံးပြည့်လည်ပြီးတော့9လပိုင်းတလလုံးဝေဝင်ကျမ်းစီမဲ့အစွမ်းထက်ယတရားလေးကိုဆရာအခုပြောပြသွားမှာဖြစ်ပါတယ်ဒီယတရားလေးကိုဆရာ ဒီနေ့ဒီဗီဒီယိုလေးကိုတွေးတဲ့နေရာနေစပြီးတော့ဆက်လုပ်လို့ရပါပြီ။နေတိုင်းလုံးဆရာမလိုပါဘူး။တရက်ထဲပဲပြုလုပ်ရမှာဖြစ်ပါတယ်။ဘလို့ပြုလုပ်ရမလဲဆိုတာကိုဆရာပြောပြပေးသွားမှာဖြစ်ပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့အရင်ဦးဆုံးပေါ့နော်။ခေါက်ဆွဲကြော်ကတ်လို့ရမှာဖြစ်ပါတယ်။ခေါက်ဆွဲကြော်ဖြစ်ပါတယ်။အိမ်မှာကြော်လဲရတယ်။ဆိုင်ကနေ ကြော်ပြီးတော့ဝဲကက်လဲရပါတယ်ခေါက်ဆွဲကြော်ဖြစ်ဖို့ပဲရေးကြည့်ပါတယ်ခေါက်ဆွဲကြော်တပကံကိုမြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုအရင်ဆုံးကတ်လူပေးပါကတ်လူရမယ့်အချိန်ကတော့မနက်9နာရီကနေမနက်10နာရီအတွင်းဖြစ်ပါတယ်เนาะပြီးရင်ဆရာတို့ပကံများတစ်ချက်ပေါ့နော်ပကံများတစ်ချက်ပေါ်မှာ soft pen နဲ့ရေးရမှာဖြစ်ပါတယ် soft pen ကအနီလဲရတယ်အပြာလဲရတယ်အဆင်ပြေလို့ရေးလို့ရတယ်ပကံများတစ်ချက်ပေါ်မှာ9လပိုင်းလို့ရေးပါ ပြီးရင်ငွေဝင်ပါစေလို့ရေးပါပြီးရင်မိမိရဲ့နေနံကိုရေးပါကိုကတနင်္ဂနွေဆိုရင်တနင်္ဂနွေကိုရေးမယ်စနေဆိုရင်စနေနေ့လို့ရေးမယ်မိမိရဲ့နေနံကိုရေးခိုင်းတာဖြစ်ပါတယ်ခေါင်းဆွဲကြော်ကတ်လူပြီးပြီဆိုရင်ရေးထားတဲ့ပုဂံများလေးကိုချပြီးတော့မှဖျောင်းနိုင်အဖြူရောင်သုံးနိုင်လိုအပ်ပါတယ်ဖျောင်းနိုင်ကိုညာဘက်လက်နဲ့ကင်မယ်တန်မုတ်တွေကတာကိုးပေါက်ရုံမယ်ဘယ်ဘက်လိုက်နဲ့ပြန်ကင်မယ်ဂုံတော်ကိုးပါကိုးပေါက်ရုံမယ်ရွပြီးပြီဆိုတာနဲ့အခုရေးထားတဲ့ပုဂံများလေးမှာ ဖျောင်းနိုင်ကိုထွန်းပြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုပူဇော်လိုက်ပါနော်ပူဇော်ပြီးပြီဆိုတာနဲ့စူတောင်းရမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုနော်ခုနလပိုင်းတလလုံးငွေဝင်ချမ်းပြီးတော့ကံကောင်းစေမယ်ခေါင်းဆွဲတော်တပကံနော်ဖျားကုန်းတော်တရားကုန်းတော်ရွတ်ဆိုထားတဲ့စီမီးဖြူရောင်သုံးနိုင်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေစနာတရားတရားမြစ်တာအချိုးများကြောင့်တပည့်တော်သည်ခုနှစ်လပိုင်းကနေစပြီးတော့ခုနှစ်လပိုင်းတလလုံးငွေဝင်ချမ်းပါစေเนาะ ငွေများများဝင်ပါစေငွေကြေးခက်ခဲတွေအားလုံးပြေလည်ပါစေပြီးတော့မိမိဖြစ်ချင်တဲ့စန္ဒတစ်ခုကိုလည်းဆရာတို့ဆူတောင်းလို့ရပါတယ်ဥပမာအိမ်လေးခြံလေးဝင်ပါစေတော့အကျွေးတွေကြေးပါစေစသည်ဖြင့်ကိုလိုချင်တဲ့လူဝင်စန္ဒတစ်ခုကိုဆူတောင်းလို့ရပါပဲနော်ပြီးရင်ဒီထက်မကလူနိုင်တန်းနိုင်ပြရစေဒီထက်မကသာသနာပြုနိုင်ပြရစေဆိုပြီးဆရာတို့ဆူတောင်းမယ်ဆူတောင်းပြီးပြီဆိုတာနဲ့ဒီရည်ရည်လေးပြုလုပ်လို့ပြီးပါပြီဒီရည်ရည်ပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါမိမိရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဆွေမျိုးတွေကို ပီတာစုတွေကိုလည်းဒီရရားလေးကိုပြန်လဲမျှဝေပေးပါကုသိုလ်ပြုရရားကိုပြန်လဲမျှဝေပေးတယ်ဆိုတာကုသိုလ်လည်းရသေးတယ်ငွေလည်းဝင်သေးတယ်ကိုယ့်ရဲ့လူအင်စနတွေလည်းပြေးဝသေးပါတယ်အဲဒါကြောင့်မို့ဒီရရားပြုလုပ်မယ်ဆိုရင်ဒီဗီဒီယိုလေးကို share ပြီးတော့မှဒီရရားလေးကိုပြုလုပ်ဆောင်ရွက်ပေးခြင်းပါတယ်ဆရာအဓိကမှာကျင်တာကတော့ဗောနောဒီရရားကိုပြုလုပ်တော့မယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုစွန့်ကတ်တော့မယ်ဆိုရင်မိမိရဲ့စိတ်ထဲမှာတော့လောဘဒေါသမောဟတွေကိုဖယ်ရှားလိုက်ပါ စိတ်ကိုဖြူစင်တန်ရှင်းစွာထားပါပြီးတော့မှကုသိုလ်ရကျင်တဲ့စိတ်တစ်ခုတည်းနဲ့မြတ်စွာဘုရားရှိခိုးတော်မြတ်ကြီးကိုဆုံးကပ်ပါပြောမှကိုဖြစ်ချင်တာကိုလိုချင်တဲ့စုကိုတောင်းမယ်ဆရာစုတောင်းမုံစုတောင်းဒီလေးလည်းပြောပြထားပါတယ်ဒီရတရားကိုယုံကြုံကြည်ကြည်နဲ့သာလုပ်ပါခေါ်လာပိုင်းတလားလုံးငွေများများဝင်စေရမယ်ငွေဝင်စေရမယ်ကံကောင်းစေရမယ်တော့အငြင်းအစိုးတွေပျောက်ပြီးတော့ကံအထူးကောင်းလာစေရမယ်ဆိုတာကိုဆရာအာမခံပါတယ်ပုံမှန်မှာမိမိရဲ့နာမည်အရေးနဲ့နေနံကို မှန်းခဲ့ပေးပါရေးခဲ့ပေးပါအဲ့ဒါကိုဆရာတဦးတယောက်ချင်းစီတိုင်းကိုလည်းဆရာကငွေဝင်အောင်ကန်ကောင်းအောင်ဆရာကဆူတောင်းပေးဦးမှာဖြစ်ပါတယ်အခုပြပြသွားမယ့်ရေရာကိုပြုလုပ်တဲ့နေ့မှာလဲဝတ်သားအမဲသားလုံးဝမစားပါနဲ့ဝတ်သားအမဲသားစားတာကိုရှောင်ပေးပါတော့ဒီရေရာကိုပြုလုပ်တဲ့နေ့မှာမိမိရဲ့ခန္ဓာကိုယ်မှာအဖြူရောင်အစိမ်းရောင်အပြာရောင် ခရဲရောင်စားတဲ့အဝတ်စားတွေကိုဝစ်ဆင်ပြီးတော့မှရတရာပြုလုပ်မယ်ဆိုရင်ပို့ပြီးလက်ပွင့်လက်ရွှေပြီးတော့ငွေဝင်စေပါတယ်เนาะအဲဒါကြောင့်မလို့ခொနီရသားသမီးအားလုံးခொနလာပိုင်းကနေစပြီးတော့ခொနလာပိုင်းလာကုန်တဲ့အထိငွေဝင်ချမ်းပြီးတော့ငွေများများဝင်ပြီးတော့ကံအထူးကောင်းကြပါစေလို့ဆရာဆုတောင်းပေးပါတယ်